။ဒါကျွန်တော်တို့ရဲ့ဒီအစာရေမျိုးပြုံပေါ့နော်။ဒါကျွန်တော်ရဲ့အစာအိမ်ဒါဦးလန်းကျောင်းစီသွားမယ်ဟာပေါ့နော်။အဲ့တော့သူကဘာကြောင့်ဖြစ်လဲဆိုတော့ဒီမှာအစာအိမ်ထဲမှာ acid တွေရှိရပါတော့အဲ့ acid တွေကပြန်ပြီးတော့အပေါ်ကိုပြန်ပြီးတော့လှန်လို့အဲဒါကြောင့်မလို့ဖြစ်တယ်ပေါ့နော် acid တွေကပြန်လှန်ပြီးတော့အပေါ်တက်လာရဆိုတော့ ဒီမှာလေချောင်းနှာမှာရာကြီးရာကြီးဖြစ်မယ်နေရတာတမျိုးကြီးဖြစ်မယ်ပြီးတော့ acid တွေများတယ်ဆိုတဲ့အတွက်ကြောင့်ဘိုက်ထဲမှာပူပြီးနာသလိုခံစားနေရမယ်ပေါ့နော်အဲ့ဒါပြီးအဲ့တက်ဆိုးလာပြီဆိုရင်ခဏခဏကြီးရာတွေရတဲ့လူတွေမှာဆိုရင်သူကအတန်ပြောင်းသွားတယ်ပေါ့အတန်အောသွားတယ်ပေါ့အဲယောက်ျားတိုင်ကြီးလိုအောအောကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဘာကြောင့်ဖြစ်လဲဆိုတော့ဒါပုံနေရလို့ပဲပေါ့နော်ဒီဒီရဲမှာဒီအစာအိမ်ထဲမှာ acid တွေများလာပြီဆိုရင်ပြန်ပြန်တဲ့အခါဖြစ်တယ်နောက်တစ်ခုကအစာအိမ်ညှစ်အားတားညှစ်နေတဲ့အခါမှာ ပြန်ပြန်ပြီးတော့အပေါ်ရောက်တဲ့အခါမှာဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့ဒီအစိုင်းမှာသူကထိမ့်ပေးထားတဲ့ဒီစပင်တာဆိုတဲ့ဟာလေးရှိတယ်အဆိုလေးပေါ့နော်အကောင်လေးမလုံဘူးဆိုရင်လည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းမတတ်တာဘူးပေါ့နော်ဘာကြောင့်ဖြစ်ရလဲလို့မေးရအောင်ကျွန်တော်ကျွန်တော်ထင်တယ်ပေါ့နော်ဒီ diet ရဲ့ lifestyle ရဲ့အကြောင်းပေါ့ diet ဆိုတာကိုကတော့ဆီရောတောက်တာပဲပျောက်ပြီးထင်ပြီးတော့ဒီအစားအသောက်တွေပြန်စားတယ်အချင်းတွေအဆက်တွေပြန်စားတယ်ကော်ဖီရေလက်ဖေးရေပြန်တောက်တယ်အဲ့လိုတောက်တဲ့အခါမှာဒီအစာအိမ်ရဲ့အဆစ်တွေကပြန်များလာတယ် ပြန်များလာတော့ပြန်ဖြစ်တယ်ပေါ့เนาะအဲ့တော့အစားအသောက်အနေထိုင်ဟိုပို့ပြီးတော့တတိထားပေါ့နောက်တစ်ခုကကျတော့အစားစားတဲ့ခါမှာသူက small meal ပေါ့နည်းနည်းချင်းစီစားခိုင်းတာပေါ့เนาะတခါလဲဟွာပြဲတပကံအမောက်ကြီးတော့မစားနဲ့ပေါ့เนาะတခါစားပြီဆိုရင်လက်တဆုပ်စားလောက်စားပြီးတည်တည်ချက်ချာလေးကြီးကြီးညံ့ညံ့ဝါပြီးမှမျိုးချပေါ့เนาะအဲ့ဒါဆိုရင်ဒီအစာရင်ထဲမှာအလုံးလို့ရမယ့်အလုပ်တရားကိုပါဇက်ထဲမှာကြီးကြီးညံ့ညံ့မျိုးလိုက်တာနဲ့တိတ်အလုံးမလို့အောင်အစာရင်ကတိတ်ပြီးအာမထုတ်ရတာပေါ့เนาะအဲ့ဒါဆိုရင်တတ်တာ နောက်ပြီး coffee ရေလက်ဖက်ရည်တွေတောက်တယ်ပေါ့နော် coffee ကျန်းတွေတောက်တဲ့အခါမှာဒီ acid တွေကိုပိုပြီးအားပေးအများပြည့်ရာဖြစ်တယ်အဲ့တော့အစာရင်သမားတွေပိုဆိုးတယ်ဒီလိုပဲကြီးရည်သမားတွေကလည်းပိုဆိုးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ strap ပေါ့နော်ကြီးရည်သမားတွေကစိတ်ပစ္စည်းကိုများပြီဆိုရင်ပြန်ပြန်ပြီးယောဂါထားတယ်အဲ့တော့ကိုယောဂါထားနေတာဘာကြောင့်လဲပြန်ပြီးရှားမှာပေါ့နော်နေတိုင်းပဲစိတ်ပစ္စည်းကိုများတဲ့အလုပ်ကိုပဲလုပ်နေရပြီလားစိတ်ပစ္စည်းတွေတအားများနေပြီလားအဲ့ဒါဆိုရင်တော့ဒီယောဂါကဘယ်လောက်ပဲစိတ်တောက်တော့မတက်တာဘူးပေါ့နော်